ရင်နာကင်ဆာဆိုတာအမျိုးသမီးလူကြီးအတွက်အကြီးအကျယ်၆လမ်းနိုင်တဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့အခုခေတ်မှာဆိုလို့ရှိရင်ဒီလိုမျိုးကြောင်းလန့်စရာကောင်းတဲ့ယောဂဆိုကြီးကိုတံပြန်တိုက်ထုတ်နိုင်တဲ့သတင်းကောင်းတွေလည်းရှိနေပါပြီနော်။ပိုမိုကောင်းမွန်လာတဲ့ကုသမှုတွေနဲ့အတူကြိုတင်ကာကွယ်နိုင်တဲ့နီလန်းလေးတွေကိုလည်းတွေ့ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုလေးထဲမှာကတော့ရိုးရှင်းပြီးတော့ရင်နာကင်ဆာကိုလည်းထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့နီလန်းလေးတွေကိုပြပြပေးသွားမှာမို့လို့အဆုံးထိကြည့်လိုက်ကြရအောင်နော်။ ပထမအောင်ဆုံးနည်းလမ်းလေးတစ်ခုကတော့ကိုယ်အလေးချိန်ကိုပုံမှန်ထိမ့်သိမ်းတာပါ။ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ဖို့အတွက်ဆိုလို့ရှိရင်တော့ကိုယ်အလေးချိန်ပုံမှန်ရှိနေဖို့အထူးကိုလိုအပ်ပါတယ်နော်။အဝါလွန်တာကခန္ဓာကိုယ်အတွက်ရင်သားကင်ဆာအပါအဝင်ကင်ဆာရောဂါတော်တော်များများကိုဖြစ်ပွားလာနိုင်ခြေရှိတဲ့အတွက်ကြောင့်မို့လို့အဝါမလွန်စေဖို့ပုံမှန်ရှိသင့်ရှိတိုက်တဲ့ကိုယ်ခန္ဓာအလေးချိန်ကိုထိန်းညှိထားရမှာပဲဖြစ်ပါတယ်။အထူးသဖြင့်အမျိုးသမီးတွေအနေနဲ့သွေးဆုံပြီးတဲ့အချိန်မှာခန္ဓာကိုယ်အလေးချိန်ကိုတက်မလာစေဖို့အတွက် ထူးကိုယူဆိုင်တင်ပါရရှင်။နောက်ထပ်အချက်တစ်ခုကတော့လေ့ကျင့်ခန်းလုပ်တာပါ။လေ့ကျင့်ခန်းလုပ်တာအားကစားလိုက်စားတာတွေကအကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်မှုအတွက်အဓိကတော့ချက်ပဲဖြစ်ပါတယ်။ကိုယ်လက်လှူရှာမှုကိုနေ့စဉ်အနည်းဆုံးနာရီဝက်လောက်ပြုလုပ်ပေးမယ်ဆိုလို့ရှိရင်တော့အမျိုးသမီးတွေအနေနဲ့ရင်သားကင်ဆာဖြစ်ပွားနိုင်တဲ့အုံကိုရောကြစေနိုင်ပါတယ်ရှင်။ နောက်ထပ်အချက်တစ်ခုကတော့ဟင်းသီးဟင်းရွက်တွေနဲ့တည်တည်ဝလံတွေကိုစားသုံးပြီးတော့အရက်သေးစာကိုရှောင်ကျဉ်တာပဲဖြစ်ပါတယ်။ကျန်းမာရေးကောင်းမွန်စေဖို့အတွက်အစာအသောက်ကလည်းပဓာနကြပါတယ်နော်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာသောက်မှုပုံစံတွေကရင်သားကိစ္စကိုဖြစ်နိုင်ခြေနည်းစေပါတယ်နော်။ဟင်းသီးဟင်းရွက်တွေတည်တည်ဝလံတွေကိုများများစားသုံးပေးမယ်ဆိုလို့ရှိရင်တော့ရောဂါဖြစ်ပွားမှုတွေကိုရှင်းချပေးနိုင်ပြီးတော့အရက်သေးစာတောက်စားမယ်ဆိုလို့ရှိရင်တော့ရင်သားကိစ္စဖြစ်ပွားမှုနှုန်းကိုမြင့်တက်စေနိုင်ပါတယ်။ဒါကြောင့်မို့လို့ရင်သားကိစ္စကိုကာကွယ်ဖို့အတွက်အရက်သေးစာကို လုံးဝမတတ်သုံးသင့်ပါဘူးเนาะနောက်ထပ်ချက်တစ်ခုကတော့အစိမ့်လေးမတောက်ပါနဲ့เนาะဆေးလေးနဲ့ပတ်သက်ပြီးတော့အဆိုးကျိုးတွေကိုလူတိုင်းနေပါတိကျမယ်ထင်ပါတယ်ဆေးလေးတောက်တာကနှလုံးရောဂါရင်သားကိစ္စအပါအဝင်အ ਨੇ စုံကိစ္စရောဂါ15မျိုးခန့်ကိုဖြစ်ပွားစေနိုင်ပါတယ်ဒါအပြင်ဆေးလေးတောက်သုံးမယ်ဆိုလို့ရှိရင်တော့ green အနံ့ဆိုတာသွားတွေညစ်ပတ်လာတာဒါတွေအတွက်အစိမ့်လေးကိုလုံးဝရှောင်ကျဉ်မှုအတွက်တိုက်တွန်းချင်ပါတယ်ရှင်နောက်ထပ်ချက်တစ်ခုကတော့ကလေးမိတွေအနေနဲ့နှုတ်ချတိုက်ကြွေးပေးပါနော်ကိုယ့်ရဲ့ရင်သွေးငယ်ကိုအသင့်ဖြော်နှုံးမတွေ တိုက်တာထက်နှုတ်ကြူတိုက်ကြွေးတာကလည်းရင်သားကိစ္စဖြစ်ပေါ်နိုင်တဲ့ကိုရွှတ်ချပေးနိုင်ပါတယ်။နှုတ်ကြူတိုက်ကြွေးတာကမိခင်တွေအတွက်သာမကဘဲနဲ့ကလေးတွေအတွက်ပါပိုမိုကောင်းမွန်တဲ့အကျန်းမာရဲ့အကျိုးကျေးဇူးတွေရရှိနိုင်မှာဖြစ်ပါတယ်။အထွတ်အချက်တစ်ခုအနေနဲ့ကတော့35နှစ်ကျော်လာပြီဆိုလို့ရှိရင်တော့တအားစီသုံးဆွဲခြင်းကိုရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်။ အဝင်မရစေနိုင်တဲ့တရေသားစေးတွေကအကျိုးရှိတဲ့ကဲ့သို့စိုးကျိုးများကိုလည်းဖြစ်ပွားစေနိုင်ပါတယ်ရှင်။ငယ်ရတဲ့အမျိုးသမီးတွေမှာစိုးကျိုးတရားမှုတွေကိုတိမ်မသိတာနိုင်ပေမဲ့လည်းအချိန်ကြာလာတာနဲ့အမျှရင်သားကိစ္စဖြစ်ပွားနိုင်တဲ့ဝင်တွေကိုလည်းတက်ပြေးပြေးမြင့်တက်လာစေနိုင်ပါတယ်ရှင်။ဆေးလိတ်သက်သုံးတတ်တဲ့အမျိုးသမီးတွေဖြစ်မယ်ဆိုလို့ရှိရင်လည်းနှလုံးရွက်ကဖြစ်ပွားနိုင်တဲ့ကိုပါမြင့်တက်စေနိုင်ပါတယ်ရှင်။ဒါစေးတွေကကိုမလို့ခြင်းတဲ့တရေသားကိုမရနိုင်ဘူးကူညီပေးရဆိုပေးမယ်လေပေါ့နော်။ရင်သားကိစ္စကိုကာကွယ်လို့တဲ့အမျိုးသမီးတွေအနေနဲ့ကတော့အချာရှိဆုံး ဆွဲဖို့အတွက်မသင့်တော်ပါဘူးเนาะနောက်ဆုံးချက်အနေနဲ့ကတော့သွေးဆုံးပြီးတဲ့အမျိုးသမီးတွေအနေနဲ့ဟော်မုန်းဆေးတွေကိုသုံးဆဲတာကနေပြီးတော့ရှောင်ကျင်ရမှာပဲဖြစ်ပါတယ်ရှင်သွေးဆုံးပြီးတဲ့နောက်မှာနှလုံးယောဂါနဲ့အယိုးပွားယောဂါတွေလိုမျိုးနားတရရှိယောဂါတွေကိုကောက်ွယ်ဖို့အတွက်ဟော်မုန်းဆေးတွေကိုအချိန်ကြာရှိတောက်ဆွဲသုံးဆဲတာကလည်းရှောင်ကျင်အပ်ပါတယ်เนาะလေ့လာတွေးရှိချက်တွေကပြောရမယ်ဆိုလို့ရှိရင်တော့ကောင်းကျိုးလည်းရှိတယ်လို့ဆိုချိုးတွေကလည်းဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်မို့လို့မဖြစ်မနေသုံးဆဲရမယ်ဆိုလို့ရှိရင်လေရေတိုသာသုံးဆဲတင်တယ်လို့ဆုံးဖြတ်ထားကြပါတယ်ရှင်အကောင်းဆုံးက တော့သုံးဆွဲမယ်ဆိုလို့ရှိရင်ခုသဘောနဲ့ကိုမတောက်တုံးပဲနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှတက်သုံးသင့်မှာလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါရနော်ဒီလောက်ဆိုလို့ရှိရင်ရင်သားကိစ္စကိုကောက်ကွယ်နိုင်မယ့်နီလန်းလေးတွေကိုတိလောက်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်တွေ့ကြတာပေါ့ရှင်